အားလုံးပဲမင်္ဂလာပါလို့ကြေဆွလိုက်ပါတယ်ဗျာ။နောက်ဒီနောက်နေ့လေးဆိုလို့ရှိရင်ဒီဒူဘိုင်းထွက်ဆယ်ကိုမသိလို့ရှိရေပေါ့နော်။ဘယ်လိုကြည့်အောင်လဲဆိုတော့လာပြပြပေးတာဖြစ်ပါတယ်ဗျာ။အဲ့တော့ YouTube ထဲဝင်လိုက်ပေါ့နော်။ YouTube ထဲဝင်လိုက်တာနဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာဒီဒီ element ဆိုတဲ့ပုံစံဖိုင်ကိုတွေ့လိုက်မယ်ပေါ့နော် element ဆိုတဲ့ပုံစံဖိုင်ကိုတွေ့လိုက်တာနဲ့ဒီမှာတော့ဒီလိုဖြစ်ရလေဖြစ်နေလိမ့်မယ်အိမ်မှာဆိုလို့ရှိရင်အပေါ်ကတက်မှာဆိုလို့ရှိရင်ဒီမှာ home ရှိမယ်ဒီမှာ video ရှိမယ် ီမှာ show ရှိမယ်ပေါ့နော်အဲ့ဒီ show ဆိုတဲ့ video လေးကိုနှိုင်းလိုက်ပေါ့နော်အဲ့ဒီ show ဆိုတဲ့ video လေးကိုနှိုင်းလိုက်ပါအဲ့ဒီမှာဒီ show ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒီ show ဆိုတဲ့ video လေးကိုနှိုင်းလိုက်ကြတယ်ဒီမှာဆိုလို့ရှိရင်သူဒီ show video ကိုတင်ထားဖြစ်ပါတယ်ဒီမှာစစ်3ရက်နေအတွဲပေါ့နော်အဲစစ်3ရက်နေ3လ2025အတွဲပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လေပဲဒီမှာဆိုလို့ရှိရင်ဒီဒီမှာဆိုလို့ရှိရင်ဒီ play လေးရဲ့အနားမှာပေါ့နော်ဒီမှာ play လေးရဲ့အနားမှာဆိုလို့ရှိရင်ဒီမှာပို့ဆိုတော့နေရာလေးပေါ့နော် ဒီပို့ဆိုတဲ့နေရာလေးကိုနှိုက်လိုက်ပေါ့နော်ဒီပို့ဆိုတဲ့နေရာလေးကိုနှိုက်ပါဒီနေရာလေးပေါ့နော်ဒီပို့ဆိုတဲ့နေရာလေးကိုနှိုက်လိုက်ပါအဲ့ဒီပို့ဆိုတဲ့နေရာလေးကိုနှိုက်လိုက်တာ ਨੇ သူဒီကိုရောက်သွားမှာပေါ့နော်ဒီကိုရောက်သွားပြီဆိုလို့ရှိရင်ဒီမှာထွက်စင်လေးကိုတန်ပေးထားပါတယ်ဒီမှာဆိုလို့ရှိရင်ဒီစစ်သုံးကနေ3လပိုင်း2025ထွက်စင်ပေါ့နော်အဲစစ်တနာကြီး 6ကထွက်တယ်နောက်ပြီးတော့ဒီတနာရီကို10ထွက်တယ်ပေါ့နော်3နာရီကို83ထွက်တယ်5နာရီကို68ထွက်တယ်ပေါ့နော်ခဏနာရီဆိုလို့ရှိရင်80ထွက်သွားတယ်ပေါ့နော်အခု9နာရီခန့်ကတော့မထွက်သေးဘူးပေါ့နော်အဲ့လိုကြည့်လို့ရပါတယ်နောက်နေ့တွေဆိုလို့ရှိရင်မသိလို့ရှိရင်အဲ့လိုဝင်ကြည့်ပေါ့နော်ပုံမှန်မဟုတ်လို့ရှိရင်ဒီ short video မှာတစ်ခုခုမှအတဲပေးထားမယ်ပေါ့နော်အဲ့ရအကြောင်းလေးကိုလာပြပေးတာဖြစ်ပါတယ်ဗျအဲ့တော့ဒီလောက်ဆိုလို့ရှိရင်ဒီဒူဘိုင်းထွက်စင်လေးကိုဘယ်လိုကြည့်ရမလဲဆိုတော့အဲ့တိတ်တော့လောက်ပြီးလို့ထင်ပါတယ်ဗျ